ကျွန်တော်တို့ဒီ chromatic scale ကိုကျွန်တော်တို့မစဉ်းစားတော့ဘဲနဲ့ကျွန်တော်တို့ diatonic major scale ကိုတန်းပြီးတော့ကျွန်တော်တို့သွားတဲ့ method ဖြစ်ပါတယ်ကျွန်တော်တို့ဟို diatonic major scale ကိုချက်ချင်းတန်းစဉ်းစားမယ်ပေါ့နော်စဉ်းစားမယ်ဆိုတော့အာဖြစ်ပါတယ်အဲကျွန်တော်ဒီမှာ sanity key ကိုကျွန်တော်အစင်လိုက်ကျွန်တော်ရေးထားတာဖြစ်ပါတယ်အပေါ်မှာအောက်မှာကျတော့ကျွန်တော် diatonic major scale method ဖြစ်ပါတယ် method ကလေးပါအဲ့တော့ diatonic major scale ကိုကြည့်မယ်ဆိုရင် do re mi fa so la ti do ဖြစ်ပါတယ် အဲ့တော့ diatonic major scale မှာကျွန်တော်မတ်သက်ရှိပါတယ်မတ်သက်ဘာလဲဆိုတော့ကျွန်တော်တို့ mi fa နဲ့ di do နဲ့ကတွဲရက်ပါ has step ပါသူနှစ်ခုကြားမှာအတန်လုံးဝမရှိပါဘူး mi fa ရဲ့ကြားမှာကြားတန်မရှိပါဘူး di do ရဲ့ကြားမှာကြားတန်မရှိပါဘူး do နဲ့ re နဲ့က host step ပါကြားမှာတန်ရှိပါတယ်တန်ကိုကြော်ရပါမယ် do ကနေ re ရောက်ဖို့ re ကနေ mi ရောက်ဖို့ host step ပါကြားမှာတန်ကိုကြော်ရပါမယ် mi နဲ့ fa နဲ့ကကတ်ရက်ပါကြားမှာအတန်မရှိပါဘူးကတ်ရက်ယူပါမယ် finance ဆိုနေတာကျွန်တော်တို့တတန်ကိုကြော်ရပါမယ်။သူက far ကနေဆိုရောက်ဖို့ဆိုတတန်ကိုခုံကြော်ရပါမယ်။သူဂျားတန်ကိုမယူရပါဘူး။ဆိုကနေလာဆိုကျွန်တော်တို့ host တက်ပါ။ဂျားတန်တတန်ကိုကြော်ရပါမယ်။လာနေတီယိုဆိုလဲကျွန်တော်တို့ host တက်ပါဂျာနဲ့တတန်ကြောပါမယ်တီနဲ့ဒိုကြကိုက်ရပါ hashtag ပါဟုတ်ကဲ့ဂျာသူ့ရဲ့မတ်တက်ပါခုနပြောခဲ့သလိုပဲဒိုဖာဆိုကကျွန်တော်တို့ major key ပါဒို major ဖာ major ဆို major major key ပါ ျွန်တော်တို့ re mi la minor key ပါ re minor mi minor la minor ပါ ဟုတ်ကဲ့ကျွန်တော်တို့ d မှာကြတော့ diminished ထည့်မယ် so 7ထည့်မယ် d d မှာကျွန်တော်တို့ diminished d diminished so 7ထည့်လို့ရပါတယ်အဲ့ဒါကတော့ကျွန်တော်တို့ diatonic major scale ရဲ့ method ပါဟုတ်ကဲ့ဒီ method ကိုကြည့်ပြီးတော့ကျွန်တော်တို့ဒီအောက်က scale c ရဲ့ diatonic major scale ကို ကျွန်တော်တို့ရေးမှာဖြစ်ပါတယ်ကျွန်တော်တို့ key c ကိုကျွန်တော်တို့ neutral key လို့ခေါ်ပါတယ်သူ့မှာ flat တွေ shut တွေလုံးဝမရှိပါဘူး အဲကြောင့်သူ့ကို natural key လို့ခေါ်ပါတယ်ဟုတ်ကဲ့ကျွန်တော်ကြည့်လိုက်ရအောင် do re mi fa so la di do ဖြစ်ပါတယ်1 2 3 4 5 6 7 1အဲတော့ကျွန်တော်တို့ key စီရဲ့ do ရေးမှဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ do က c ဖြစ်ပါတယ်ကျွန်တော်ဒီမှာ c ပါ c ပါဟုတ်ပြီ do ကနေ re ကိုကြတော့ကျွန်တော်တို့တန်ခုံကြောပါမယ် host step ဖြစ်တဲ့အတွက်ကြောင့် host step တတန်ကျော်လိုက်တဲ့ခါကျတော့ d ဖြစ်ပါတယ်အားကြောင့်ကျွန်တော်တို့ c rare d ဟုတ်ပြီ rare d d နဲ့ d ရ re re နဲ့ me နဲ့ကကျွန်တော်တို့ host step ပါ host step ပါ me ဟုတ်ပြီကျွန်တော်တို့ me နဲ့ fa နဲ့ကကျွန်တော် half step ပါကပ်ရပါမှာကပ်ရပါ me fa ဟုတ်ပြီ me နဲ့ fa ef ဖြစ်ပါတယ် fa နဲ့ဆို host step ပါ fg ဖြစ်ပါတယ် f ချက်ကိုကျော်ရပါမယ် ဆိုဆိုနဲ့လာနဲ့ကျွန်တော် host တက်ပါ h u ကိုကျွန်တော်တို့ကြော်လိုက်တော့ a ပြန်ရောက်ပါတယ်ဆိုလာလာနဲ့ t နဲ့ကျွန်တော်တို့ host တက်ပါ host တက်ပါဟုတ်ပြီ t နဲ့ do နဲ့ကြာကတ်ရပါကတ်ရပါကျွန်တော်ဒီမှာပြထားပါတယ်ကတ်ကတ်ဒီပြထားပါတယ် hashtag ဆိုမီဖာကတ်ရပါ d do ကတ်ရပါဟုတ်ကဲ့အဲ့ဒါဆိုရင်ကျွန်တော်တို့ဒီအပေါ်ကဇယားကိုကျွန်တော်တို့ဒီ key အစင်လိုက်ကိုကြည့်ပြီးတော့ကျွန်တော်တို့ဒီမှာ host တက် hashtag သွားလိုက်လို့ရှင် ကျွန်တော် key စီရဲ့ diatonic major scale ရပါတယ်ကျွန်တော်တို့ C D E F G A B C do re mi fa so la ti do ဆိုပြီးဖြစ်ပါတယ်ကျွန်တော်တို့အက်ကောင်တွေကိုကျွန်တော်တို့ဒါကကျွန်တော်တို့ melody do re mi fa so la ti တို့ဖြစ်ကျွန်တော်တို့ rhythm chord ကွယ်ပေါ့နော် chord ကွယ်ကိုကျွန်တော်တို့ပြန်လုပ်မယ်ဆိုရင် do fa so major key ပါ major key ပါ re minor mi minor la minor ဟုတ်ပါပြီကျွန်တော်တို့ minor key မလို့ minor တွေထည့်ပါမယ် re mi la minor ထည့်မယ် ကျွန်တော်တီမာကြတော့10မိနစ်ပါ B 10မိနစ်ပါ10မိနစ်ပါ TO 10မိနစ်ထည့်ပါတယ်ကျွန်တော်တို့ဆိုလေးကို7ထည့်တော့ G 7ပါဟုတ်ပြီအဲ့ဒါနဲ့ကျွန်တော်တို့ဒီမှာ C ဖြစ်ပါတယ်အာကျွန်တော် key C ရဲ့ diatonic major scale ပါကျွန်တော်တို့ဒီ method ပါ diatonic major scale method နဲ့ကျွန်တော်တခါတည်းတန်းသွားတာဖြစ်ပါတယ်ကျွန်တော်နောက်ထပ် key တစ်ခုထပ်ပြပေးမယ်ကျွန်တော်အာကျွန်တော်တို့ key G ဖြစ်ပါတယ် key G ခုနအတိုင်းပဲကျွန်တော်အပေါ်မှာရေးပေးထားတယ်ကျွန်တော် key မှာကျွန်တော်တို့ key အစင်လိုက်ရေးပေးထားတယ်ရေးပေးပြီးတော့ကျွန်တော်ဒီမှာမတ်တပ်လေးလည်းရေးပေးထားတယ် dynamic dynamic major scale မတ်တပ်အဲ့မတ်တပ်ကနေကျွန်တော် key g ကိုကျွန်တော်တို့သွားမယ် key g ဖြစ်တဲ့အတွက်ကြောင့်သူ့ရဲ့ do က g ပါ g ကိုကျွန်တော်တို့ဟိုဒီ g g က do do ကနေ re ကိုသွားမယ်ဆိုကျွန်တော် host ဖြစ်တဲ့အတွက်ကြောင့် g ကနေပြီးတော့ကျွန်တော် host တကွက်ကြော်ချလိုက်တဲ့ခါကျတော့ a ဖြစ်ပါတယ် g host re a do re host a A ကနေပြီးတော့ re A ကနေပြီးတော့ me ကိုသွားမယ်ဆို host step ဖြစ်တဲ့အကြောင်း A ကိုတတန်ကျော်လိုက်တော့ B ဖြစ်ပါတယ်ဒါမှ A ကိုတတန်ကျော်တော့ B ဖြစ်ပါတယ် B ပါ B နဲ့ C နဲ့ကကျွန်တော်ကတ်ရပါ me နဲ့ fa နဲ့ကတ်ရပါတူပါပဲကြားတာမရှိပါဘူး me fa half step ပါ BC half step ပါကျွန်တော် fa နဲ့ဆိုနေရကျွန်တော် host step ပါ CD host step CD host step ပါ ဂျာတတန်ကြော်ပါတယ်ကျွန်တော်တို့ဟုတ်ပါပြီဆိုနဲ့လာနဲ့လည်းကျွန်တော်တို့ host step ပါလာနဲ့ဒီနဲ့လည်းကျွန်တော်တို့ host step ပါ f sharp f sharp f sharp ကလေးကြည့်ပါဟုတ်ပါပြီဒီမှာကျွန်တော် e ပါကျွန်တော်တို့ e လာလာလာနေပြီးတော့ကျွန်တော်တို့ d ကိုသွားဖို့အတွက်တခု f ကိုကြော်လိုက်ပါတယ်ဟုတ်ကဲ့ကျွန်တော်တို့မှာ host step ကြော်လိုက်တော့ d က f sharp ဖြစ်ပါတယ် f sharp d d နဲ့ do နဲ့ကပ်ရိုက်ဖြစ်တဲ့အတွက်ကြောင့် half step ပါကျွန်တော်တို့မှာ half step ပါ ဟုတ်ကဲ့အဲ့ဒါဆိုကျွန်တော်တို့ကီးဂျီရဲ့ဒိုရေမီဖာဆိုလာတီဒိုရပါပြီအဲ့ဒါကိုကျွန်တော်တို့ရတန်ကိုကွက်တွေဆွဲချတဲ့ခါကျရင်ဒိုရေမိုင်းနာမီမိုင်းနာဖာဆိုလာမိုင်းနာတီဒင်ကျွန်တော်တို့ဒိုဖြစ်ပါတယ်ကျွန်တော်တို့ကီးဂျီကိုကျွန်တော်တို့1 sharp key လို့ခေါ်ပါတယ်1 sharp key ဘာဖြစ်လို့လဲဆိုတော့သူ့မှာ sharp တစ်ခုပါလို့ပါဒါမှ f sharp ပါပါတယ်ဟုတ်ကဲ့ ကဲကျွန်တော်ညီကိုတွေလည်းဟိုညီကိုမောင်နှမတွေကျွန်တော်တို့ဒီကျွန်တော်ရဲ့ဒီ formula လေးကိုကြည့်ပြီးတော့ကျွန်တော်တို့ channel key တွေကိုကျွန်တော်တို့စာရွက်ပေါ်မှာချရေးနိုင်ပါတယ်စာရွက်ပေါ်ချရေးတဲ့အဆင့်ပြီးရင်ကျွန်တော်တို့စိတ်ကူးထဲမှာကျွန်တော်တို့တန်းပြီးတော့ရေးလို့ရပါတယ်ဒီ method ကလေးနဲ့ကျွန်တော်တို့လက်တန်းပေါ့နော်နောက်ပိုင်းကျလက်တန်းကိုကျွန်တော်တို့ဒီ diamond and major skill ကိုကျွန်တော်တို့သိနိုင်မှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်က key G အထိကိုကျွန်တော်ကအသေးစိတ်ကျွန်တော်ရှင်းပြပြီးပြီနောက် key တွေကိုကျွန်တော်တရွက်ချင်းစီကျွန်တော်ဖြည်းဖြည်းချင်းကျွန်တော်မရှင်းပြတော့ပါဘူးကျွန်တော်ပြ ပြပေးသွားပါမယ်ဟုတ်ကဲ့အာကီးဂျီကီးဂျီပြင်ကြောင်းနောက်တကီးသွားမယ်ဒါကတော့ကီးဒီဖြစ်ပါတယ်သူက2 shot ကီးပါ2 shot ကီးပါ သူမှာ shot နှစ်ခုပါပါတယ်ဟုတ်ပြီနောက်တရွတ်ဒါကတော့ကီး A ဖြစ်ပါတယ်ကျွန်တော်ကတော့ဒါကတော့3 shot ကီးပါသူမှာ shot 3ခုပါပါတယ်ဒါကတော့ကီး E ပါသူက4 shot ကီးပါသူမှာ shot 4ခုပါပါတယ် ဒါကတော့ key B ပါ သူမှာ5 shot key ပါ သူမှာ shot 5ခုပါပါတယ်ဒါကတော့ key F ပါသူကတော့ flat key ဖြစ်ပါတယ်1 flat key ဖြစ်ပါတယ်သူမှာ flat တစ်ခုပါပါတယ် B flat fa B flat ဖြစ်ပါတယ်ဒါကတော့ key B flat ပါသူကတော့2 flat key ဖြစ်ပါတယ်သူမှာ flat နှစ်ခုပါပါတယ် B flat E flat ဆိုပြီးပါပါတယ်ဒါကတော့ key E flat ပါ သူက3 flat key ဖြစ်ပါတယ်သူမှာ flat 3ခုပါပါတယ်ဒါတော့ A flat key ပါသူက4 flat key ဖြစ်ပါတယ်သူမှာ flat 4ခုပါပါတယ်ဒါတော့ D flat key ပါသူက5 flat key ပါသူမှာ flat 5ခုတောင်ပါပါတယ်နောက်ဆုံးတစ်ခုသွားမယ်ဟုတ်ကဲ့ဒါတော့ G flat key ပါသူက G flat key သူက6 flat key လို့ခေါ်ပါတယ်သူမှာ flat သူက6ခုရှိပါ ျွန်တော်ကြည့်မယ်ဆိုရင် G flat A flat B flat C flat ဟောတာမှာ C flat လေးပါလာပြီခင်ဗျာကျွန်တော်သူ့ကိုကျွန်တော် B လို့တုံးလို့လဲဟိုတုံးကြပါတယ် B flat ပြင် B လာတယ်ပေါ့နော်သူ has that ဆိုဒါမှမဟုတ်ကျွန်တော်တို့ G key G flat မှာသူ့ကို C flat လို့ပဲတုံးပါတယ်ကျွန်တော် B လို့မတုံးပါဘူး B flat B လို့မတုံးပါဘူး B flat C flat လို့တုံးပါတယ်သူက C flat key ဖြစ်တဲ့အတွက်ကြောင့်ပါဟုတ်ကဲ့အဲဒါဆိုရင် ကျွန်တော်တို့အဲ key 7 key ပေါ့နော်ကျွန်တော်တို့ key 7 key ရဲ့ key စနက် key ရဲ့ကျွန်တော်တို့ diatonic major scale ကိုဖြစ်ပါတယ်ဟုတ်ကဲ့ကျွန်တော်ရဲ့ဗီဒီယိုလေးကိုကြည့်ပြီးတော့ကျွန်တော်ဝါသနာတူညီကိုမောင်နှမတွေအားလုံးနားလည်လိမ့်မယ်လို့ကျွန်တော်ထင်ပါတယ်အဲကျွန်တော်နောက်ထပ်ဗီဒီယိုတွေကိုလည်းကျွန်တော်အကောင်းဆုံးဖြစ်အောင်ကျွန်တော်တင်ဆက်ပေးသွားပါမယ်ကျွန်တော်သိထားတဲ့ကျွန်တော် knowledge တွေကိုကျွန်တော် share ပေးသွားမှာဖြစ်ပါတယ်အဲအားကြောင့်ကျွန်တော်ရဲ့ဒီ YouTube channel လေးကိုကျွန်တော်တို့ like and subscribe လေးလုပ်ပေးဖို့ကျွန်တော်တောင်းဆိုချင်ပါတယ် ဟုတ်ကဲ့အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ see you